မင်္ဂလာပါရှင်။2025ခုနှစ်ဇွန်လ18ရက်နေ့ရဲ့ညနေခင်းသတင်းလေးကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့မမှုပါရှင်။အချင်းချခံထားရတဲ့လူလူကောင်းဆောင်ဒေါက်အောင်ဆန်းစုကြည်အတွက်အသက်80ပြည့်မွေးနေ့ကိတ်ပေးပို့ထားတယ်လို့သိရပါဗျ။ရန်ကုန်ပြည်လမ်းအပဝင်မင်းလာမြို့နယ်မှာရှိတဲ့နေရာ၃ခုမှာတိုက်ပွဲဖြစ်ပွားသဖြင့်လမ်းများပိတ်နေပြီးတော့ဆေးရရှိ2ဦးအပါဝင်စစ်သားတေဆုံးမှုများပြားကစစ်ကောင်စီတပ်ရဲ့ပြစ်ခတ်မှုကြောင့်ပြည်သူ၄ဦးတေဆုံးခဲ့ရပါဗျ။ တောင်ကြီးမှာမြန်မာစာဆိုင်းဘုတ်မပြောင်းတဲ့ဆိုင်တွေကိုငွေနှသိန်းကျပ်တန်းရိုက်နေပါတယ်။တောင်ကူစစ်ကောင်စီဂိတ်စခန်းကိုဖျက်တမ်းမောင်းနှင်လာတဲ့ကယန်းပြည်သူပါတီအမတ်တစိမ့်နဲ့အလံပါရိတ်ခါတင်ကတစည်းကိုဖမ်းဆီးရရှိပြီးတော့ခရညူထံလွဲပြောင်းပေးထားတယ်လို့သိရပါတယ်။မိုင်းအန်ရရဲ့ကြောင့်တောင်ကုန်းမှာရှိတဲ့စစ်ကောင်စီတက်ဆွဲထားတဲ့နေရာတွေအနည်းကိုသွာလာခြင်းမပြုကြရန်အေအေကတားမြစ်ထားပါရဲ့ရှင်။ ီသတင်းလေးနဲ့အတူဒီကလေးညနေခင်းရဲ့ထူခြားတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်ရှင်။ပြမဆောင်သတင်းတစ်ပုဒ်အနေနဲ့စစ်ကောင်စီကအကျဉ်းချထားတဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်ငွေနေအတွက်ရှင်းနေအဖွဲ့နဲ့မိတ်ဆွေတွေကစုစည်းပြီးတော့မွေးနေ့ကိတ်ပေးပို့ထားတယ်လို့နီးစပ်သူတွေစီကနေသိရပါဗျာ။ဒီနေ့မွေးနေ့ကိတ်ကဒေါအောင်ဆန်းစုကြည်ရုပ်ပုံပါကိတ်မုတ်ဖြစ်ပြီးတော့ထောင်ဝင်းစား ရိတ်ခါပေးတဲ့တနင်္လာနေ့မှာဇွန်လ16ရက်နေ့မှာထောင်အာဏာပိုင်တွေစီကို ပေးပို့ခဲ့တာလို့ဆိုပါတယ်။ဒါ့အပြင်အချင်းချခံထားရတဲ့နေရာမှာရှိတဲ့သူတွေအတွက်မွေးနေ့အလူဌာနတံပေါက်ထုတ်တွေကိုလည်းပေးပို့ခဲ့တယ်လို့သိရပါတယ်။ဇွန်လ16ရက်နေ့မှာကြာရောက်မဲ့အသက်80ပြည့်မွေးနေ့အတွက်ယခုနှစ်မှာတော့မွေးနေ့ဆုတောင်းရုပ်တံ8000ကိုစုဆောင်းပြီးတော့ဂင်းနစ်စံချိန်တင်မဲ့လှုပ်ရှားမှုမှာပါဝင်ကြဖို့ဒေါ်အောင်ဆန်းစုကြည်ရဲ့တာအငယ်ဖြစ်သူ Kim Eric အမှုပညာရှင်တချို့နဲ့တော်လိုင်းရင်အင်အားစုတွေကစော်အော်နေကြပါတယ်။ Kim Eric ကမိခင်ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လူမျိုးရေးအိမ်မက်မှတ်နေတဲ့မြန်မာကလူသန်းနဲ့ချီရဲ့ဒီမိုကရေစီနဲ့လူသားအခွင့်အရေးတွေအတွက်ဘဝတစ်ခုလုံးကို မြုံနှံထားတဲ့သူဖြစ်တာကြောင့်တာမန်မွေးနေ့ထပ်ပိုတဲ့လှုပ်ရှားမှုတစ်ခုလှုပ်ဖို့ကိုရည်ရွယ်ထားတာလို့ပြောထားပါရဲ့ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ပဲခူးတိုင်းအတွင်းမှာရှိတဲ့ရန်ကုန် ပြည်လန်းအပါဝင်မင်းလာမြို့နယ်နေရာ၃ခုမှာတိုက်ပွဲများဖြစ်ပွားနေပြီးတော့အကြံဖတ်စစ်တပ်ဘက်မှအရာရှိ၂ဦးအပါဝင်စစ်သားတေဆုံးမှုများပြားကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်ရေးတရင်ရင်းကပြောပါတယ်။ယမန်နေ့ဇွန်လ16ရက်နေ့ညနေ၄နာရီအချိန်မှာမင်းလာမြို့နယ်အုတ်တွင်းရွာ အနီးမှာရှိတဲ့အကြံဖတ်စစ်တပ်ရဲ့ စစ်ကွင်းတာဆုံစစ်စေရေးဂိတ်ကိုတော်လန်ရေးတပ်ဖွဲ့တွေကစတင်တိုက်ခိုက်ခဲ့ပြီးထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းထိတွေ့တိုက်ပွဲအတွင်မှာအကြမ်းဖက်စစ်တပ်ဘက်မှအရာရှိ2ဦးအပါအဝင်ထိခိုက်ဒေဆုံးမှုများပြားကြောင်းသိရပါဗျာ။တိုက်ပွဲအတွင်မှာအကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ပစ်ခတ်မှုကြောင့်ပြည်မျိုးဘက်မှရှိတဲ့မင်္ဂလာဆောင်ကနေပြန်လာတဲ့အမျိုးသမီး3ဦးဒေဆုံးခဲ့ပြီးတော့ရုပ်အလောင်းကိုလက်ရှိအချိန်ထိကောက်ယူနိုင်ခြင်းမရှိသေးဘူးလို့သိရပါဗျာ။ တပြိုင်နက်တည်းရမန်နှစ်ညနေ၄နာရီကျော်ခန့်မှာမင်းလာမြို့နယ်အပိုင်းရန်ကုန်ပြည်လမ်းနဲ့ဘကိုးရုံးမအကြားမှရှိတဲ့နေရာနှစ်ခုမှာလည်းအကြမ်းဖက်စစ်တပ်နဲ့တော်လှန်ရေးတပ်ဖွဲ့တွေထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းတိုက်ပွဲဖြစ်ပွားရာနေရာကိုအကြမ်းဖက်စစ်တပ်ဘက်မှစစ်ကူစစ်ကြောင်းများပါရောက်ရှိလာကြောင်းတိုက်ပွဲများဆက်လက်အခုအချိန်ထိဖြစ်ပွားနေတယ်လို့သိရပါရရှင်။ အလားတူပဲယနေ့18ရက်နေ့နနက်2နာရီအချိန်မှာမင်းလာမြို့နယ်အတွင်းတိုက်ပွဲဖြစ်ပွားရာနေရာတွေကိုကြာဖတ်စစ်တပ်ကလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်ခဲ့ရာဖားလေးကွင်းမြောက်စုရွာကိုကြာရောက်ပောက်ကွဲခဲ့ပြီး အသက်80အရွယ်အငိမ့်စာကျောင်းဆရာမကြီးဒေါ်တင်ကြီးလက်နက်ကြီးထိမှန်ပြီးတော့တေဆုံးခဲ့ကြောင်းတရွာရဲနေထိုင်သူမတ်ခိုင်တင်းကြီးလည်းပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါဗျာ။ ယနေ့မိုးလဲပိုင်းမှာမင်းလာမြို့နယ်တာလေးရွာမှာတက်ဆွဲထားတဲ့ပြူစောတိတွေကဖောကားနဲ့လက်ဆက်ရွာကိုဝင်ရောက်စဉ်တော်လရင်တက်ဖွဲ့တွေနဲ့ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။တိုက်ပွဲကတော့နေရာ၃ခုလောက်မှာဖြစ်နေတယ်။ဒီနေ့နှစ်နှစ်ပိုင်းလဲဆက်ဖြစ်နေတော့ပဲအခုထိမပြီးသေးဘူး။ရန်ကုန်ပြည်လန်းကိုလည်းပြည်သူတွေမသွားကြဖို့ပြောချင်ပါတယ်။စစ်ခွေးတွေကထိခိုက်တေဆုံးမှုတော်တော်များတယ်။တေဆုံးတဲ့အထဲမှာဖြူဟာမှုပါတယ်လို့တော့ တိရပေမဲ့အတိမပြုတ်နိုင်သေးဘူးဒေတာကစစ်ခွေးဘက်ကတော်တော်များတယ်တိုက်ပွဲအတွင်းမှာပြည်သူတွေလည်းထိခိုက်ဒေဆုံးမှုရှိတယ်လက်ရှိမင်းလာမြို့နယ်ကတိုက်ပွဲအခြေအနေတွေကြောင့်တရက်တပင်အာထကကြောင့်အပါဝင်ကြောင်းတချို့ပိတ်လိုက်ပြီလို့ PDF စစ်ရေးသတင်းမြစ်ကပြောပါတယ်ပဲခူးတိုင်းမှာမင်းလာမြို့နယ်မှာရှိတဲ့တိုက်ပွဲဖြစ်ပွားရာနေရာအများစုမှာ PDF များစုမိုးထားပြီးတော့စစ်ကောင်စီကမြို့နယ်ရွက်ွက်အတွင်းမှာသာတက်ဆွဲထားနိုင်ကြောင်းဒေသပြည်သူတို့ကပြောပါရရှင်။ ဆက်လက်ပြီးစစ်ကောင်စီတပ်ထိန်းချုပ်ထားတဲ့ရှမ်းတောင်တောင်ကြီးမြို့မှာမြန်မာစာဆိုင်းဘုတ်မပြောင်းတဲ့ဆိုင်တွေကိုစစ်တပ်ကငွေ2သိန်းကျပ်တောင်ငွေဆောင်ခိုင်းတယ်လို့တောင်ကြီးမြို့ကတချို့ကပြောပါတယ်စစ်ကောင်စီတပ်ကဇွန်လ15ရက်နေ့နောက်ဆုံးထားပြီးတော့မြန်မာစာအဖြစ်ပြောင်းထားဖို့ပြောထားပေမဲ့တချို့အင်္ဂလိပ်စာတပ်ဆင်ထားတဲ့ဆိုင်းဘုတ်တွေဟာမြန်မာစာဆိုင်းဘုတ်မပြောင်းသေးတာကြောင့်တောင်ငွေ2သိန်းအထိဆောင်နေရတာလည်းဖြစ်ပါတယ်သူတို့ကမြို့ထဲလိုက်ကြည့်တယ်ဗျ သူတို့ပြောထားတဲ့ရက်အတိုင်းမပြောင်းသေးနှစ်သိန်းကောက်ပါတယ်။ဘာပြစ်ဒဏ်ပေးမယ်ဆိုတာတော့သူတို့မပြောထားပေမဲ့အခုတော့နှစ်သိန်းပေးနေရပါတယ်။အတိထဲကနှစ်ယောက်တော့နှစ်သိန်းစီဆောင်လိုက်ရတယ်။မြမစာဆိုင်ပုတ်မပြောင်းတဲ့အဆိုင်တွေကိုတတ်ဆိုင်ရာဌာနတွေကဆိုင်နေတဲ့အထိကိုယ်တိုင်လာရောက်တံငွေကောက်ခံနေတယ်လို့တောင်ကြီးမြို့ကတောင်ကပြောပါတယ်။ အင်္ဂလိပ်စာနဲ့တက်ဆင်ထားတဲ့စိုင်းဘုတ်တွေကိုမြန်မာစာပြောင်းတက်ခိုင်းဖို့အတွက်ပြီးခဲ့တဲ့ဇွန်လ17ရက်နေ့ကတောင်ကြီးမြို့မှာရှိတဲ့သက်ဆိုင်ရာဌာနတွေဟာလိုက်လံပြောကြားထားတာလည်းဖြစ်ပါတယ်။တောင်ကြီးမြို့မှာရှိတဲ့ဈေးဆိုင်ဖုန်းဆိုင်အင်ဂျီဆိုင်စားတောက်ဆိုင်တွေအပြင်အင်္ဂလိပ်စာနဲ့တက်ဆင်ထားတဲ့စိုင်းဘုတ်တွေကိုမြန်မာစာနဲ့ပြန်လည်တက်ဆင်ခိုင်းတာလည်းဖြစ်ပါတယ်ရှင်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ပဲခူးတိုင်းတောင်ကူမြို့နယ်ကရင်ချောင်းတတကွန်ကရစ်လမ်းပေါ်မှာစစ်ကောင်စီဂိတ်ကိုဖြတ်တမ်းမောင်းနှင်လာတဲ့ကရမ်းပြည်သက်ပါတီအမတ်တစိအလံပါကုန်တင်ကားတစည်းကိုဖမ်းဆီးခဲ့ကြောင်းရေတာရှင်မြို့နယ်အခြေစိုက်တရင်3504မှတာဝန်ရှိသူတို့ကပြောပါရတယ်။ ဇွန်လ9ရက်နေ့ညနေ9:45မိနစ်အချိန်မှာတောင်ငူမြို့နယ်ကရင်ချောင်းတတကွန်ကရစ်လမ်းပေါ်မှာရေတာရှင်မြို့နယ်အခြေဆိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်3504တပ်ခွဲ1ရဲဘော်တွေနဲ့နယ်မြေလုံခြုံရေးဆောင်ရွက်နေစဉ်မှာစစ်ကောင်စီဂိတ်ကိုလွဲကူစွာဖျက်ဆီးမောင်းနှင်လာတဲ့ကရင်ပြည်သက်ပါတီအမတ်တစိမ့်နဲ့အလံပါကားတစ်စီးကိုမတင်ကာဘွေရာစစ်ဆွေတစ်ရှိသဖြင့်ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်းသိရပါဗျာ။ အဲ့လိုဖမ်းဆီးထိန်းသိမ်းလိုက်တဲ့ကားပေါ်မှာရင်မောင်းတအူးရင်နောက်လိုက်တအူးနဲ့အတူဆန်အိတ်125လုံးအခြားစားတောက်ကုန်ပစ္စည်းများပါပြီးတော့ကရင်ပြည်သက်ပါတီအမတ်တစိမ့်နဲ့အလံကိုကားရှိမှကတ်ထားခြင်းကားရဲ့စတီယာရင်ရှေ့တက်တဲ့မှာကြည်ဖောက်ဝင်ထားတာကိုစစ်ဆေးတွေ့ရှိရခြင်းကရင်ပြည်သက်ပါတီယူနီဖောင်းအောက်မဖလာတစ်ခု ုတ်ထုတ်တလုံးကယန်းပြည်သစ်ပါတီရဲ့ထောက်ခံချက်ကယန်းပြည်သစ်ပါတီရဲ့ဖြတ်တန်းသွာလာခွင့်ပြေစာများကို စစ်ဆေးတွေ့ရှိခဲ့ကြောင်းသိရပါဗျ။တောင်ငူမြို့နယ်ကရင်ချောင်းတတာကွန်ကရစ်လမ်းပေါ်မှာဖမ်းမိခဲ့တာပါ။ခရယန်မြို့တမဟာနှင့်တန်တောင်ကြီးမြို့နယ်အမြဲတမ်းကော်မတီနဲ့နယ်မြေတာဝန်ခံတွေကိုလွှဲပြောင်းပေးလိုက်တာပါ။နောက်ဆက်တွဲဖြစ်လာမဲ့ပြဿနာတွေကိုတည်ရင်3504နဲ့မသက်ဆိုင်တော့ပါဘူး။ သူတို့ဘက်ကတာဝန်ယူတာဝန်ခံမှုအပြင်းနဲ့လက်ခံတဲ့အတွက်ပြစ်စီလူအကုန်လွဲပြောင်းပေးလိုက်တာပါလို့ရေတာရှင်မြို့နယ်အခြေဆိုင်တရင်3504မှာတာဝန်ရှိသူတို့ကပြောပါတယ်။ကယန်းပြည်သက်ပါတီအမတ်တစိတ်ပါကားကစစ်ကောင်စီစစ်စေးရေးခိတ်ကိုလွဲကူစွာဖျက်ဆီးသွားလာခြင်းကိုတန်တရာရှိတာကြောင့်ပြည်သူ့ကော်ဝေးရေးတပ်မတော်3504တပ်ခွဲတရဲဘော်တွေကဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ပြီးတော့ဇွန်လ9ရက်နေ့မှာ KNU တပ်မဟာနဲ့တန်တောင်ကြီးမြို့နယ် အမြဲတမ်းကော်မတီဝင်တာဝန်ရှိသူတဦးနဲ့နယ်မြေတာဝန်ခံတို့ထံကိုရင်မောင်းနဲ့ရင်စပယ်ယာတို့ကို လွှဲပြောင်းပေးခဲ့ကြောင်းသိရပါတယ်။ဒါ့အပြင်တာဝန်ယူမှုတာဝန်ခံမှုဖြင့် လက်ခံတာကြောင့်ဖမ်းဆီးထိန်းသိမ်းထားတဲ့ရင်ပေါ်မှာပါလာတဲ့ပစ္စည်းတွေကိုလည်းဇွန်လ16ရက်နေ့မှာထပ်မံလွှဲပြောင်းပေးခဲ့တယ်လို့သိရပါတယ်။ ဖန်စီထိမ့်သိမ်းထားခဲ့တဲ့လူပုဂ္ဂိုလ်ပစ္စည်းများပေါ်တက်ရင်3500လေးအနေနဲ့တစုံတရာအလွဲသုံးစားပြုလုပ်ခြင်းမရှိကြောင်းဒါကြောင့်လွဲပြောင်းပေးအပ်ခြင်းအပေါ်တာဝန်ယူလက်ခံတဲ့ KNU တပ်မဟာနဲ့တန်တောင်ကြီးမြို့နယ်အမြဲတမ်းကော်မတီတာဝန်ရှိသူတို့အုပ်နဲ့နယ်မြေတာဝန်ခံတို့ကသာနောက်ဆက်တွဲဖြစ်ပေါ်လာမဲ့ပြဿနာတွေကိုတာဝန်ယူရမှာဖြစ်ကြောင်းရေတာရှင်မြို့နယ်အခြေဆိုင်တက်ရင်3500လေးကအသိပေးထားပါရရှင်နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ မိုင်းနဲ့စစ်ကြံလက်နက်အန္တရာယ်တွေကြောင့်ရခိုင်ပြည်နယ်တောင်ကုန်းမြို့နယ်တို့မှာစစ်ကောင်စီတပ်ဆွဲထားတဲ့နေရာတွေအနီးကိုဒေသခံများသွာလာခြင်း မပြုကြရန်အရခတပ်တော် A ကတားမြစ်ထားတယ်လို့သိရပါတယ်တောင်ကုန်းမြို့အခြေဆိုင် အမတ်ငါစစ်စင်ရေးကုတ်ကဲမှုဌာနချုပ်စာကခငါလက်အောက်ခံချင်းညံတက်ရင်များဖြစ်တဲ့ ခမာယ346နဲ့9လေးလေးစတဲ့စစ်ကောင်စီတပ်ရင်းများအနီကိုဒေသခံတွေအနေနဲ့တွာလာခြင်းမပြုကြရန်ကန့်တန့်နယ်မြေအဖြစ် AA ကအတိပြေတားမြင့်ထားတယ်လို့ဒေသခံတွေကပြောပါတယ်။လက်ရှိမှာ AA ကတောင်ကုန်းမြို့နယ်မှာရှိတဲ့စစ်ကောင်စီနေထိုင်တဲ့ကျေးရွာများတပ်ဆုပ်ခဲစဉ်ကထောင်ခဲ့တဲ့ကားလမ်းပေါ်မှာမိုင်းများမြို့ပေါ်ရပ်ကွက်မှာရှိတဲ့နေအိမ်များလမ်းများကိုမိုင်းရှင်းလျေးလုပ်ငန်းများဆက်လက်လှုပ်ဆောင်လျက်ရှိပြီးတော့မေလတရက်နေ့မှာ ယခုဇွန်လပထမပတ်အထိမိုင်းအလုံးရေ900ကျော်အထိရှင်းထုတ်နိုင်ခဲ့ပြီလို့အေနဲ့နီးစပ်တဲ့တောင်ကုတ်ဒေသခံတော်ဦးကပြောပါတယ်စစ်ကောင်စီနေထိုင်ခဲ့တဲ့ရွာတွေလူနေအိမ်တွေလမ်းတွေမြို့ပေါ်ရပ်ကွက်တွေကနေအိမ်တွေကအစာမိုင်းတွေရှင်းလင်းနေတယ်မေလာကနေအခုအထိမိုင်းအလုံးရေ900ကျော်ရှင်းလင်းထားပြီးရှေ့ဆက်ပြီးလဲရှင်းလင်းရေးလုပ်နေကြပါတယ်လို့ပြောပါတယ် မိုးရင်းကာလရောက်လာပြီးဖြစ်တဲ့အတွက်ဒေသခံများအသက်မွေးဝမ်းကြောင်းပြုနေရတဲ့နေရာတွေကိုဥစားပေးရှင်းလင်းရေးလှုပ်နေတယ်လို့သူကပြောပါတယ်တောင်ကုန်းမြို့နယ်တစ်ခုလုံးကို A ကပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာလ14ရက်နေ့မှာအပိသက်သိမ်းပိုင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။တောင်ကုန်းမြို့ကံတွေကမြို့သိမ်းတိုက်ပွဲကာလအတွင်းမြို့ကိုစွန့်ခွာခဲ့ရစဉ်တိုက်ပွဲကြောင့်နေအိမ်များပြက်စီးသွားခြင်း စစ်ဘေးရှောင်နေစဉ်ရှိစုမှဲစုတွေကိုထုခွဲရောင်းချစားတောက်ခဲ့ရခြင်းတွေကြောင့်စားဝတ်နေရခက်ခဲမှုတွေရှိနေကြောင်းလည်းသိရပါတယ်။ဒါကြောင့်မိုင်းနဲ့စစ်ကြံလက်နက်များရှိနိုင်တဲ့တောတောင်များကိုအတန့်အန္တရာယ်ကြောင့်မှတွားရောက်ရှာဖွေ စားတောက်နေရတယ်လို့လည်းသိရပါတယ်။ပြီးခဲ့တဲ့မေလ6ရက်နေ့မှာတောင်ကုန်းမြို့ကံပိုင်ရက်ကွက်မှာဥကြုံထုံ82နှစ်ကတောင်ကုန်းမြို့နယ်မှာရှိတဲ့စကခခ၅ဌာနချုပ်အနီးမှာရှိတဲ့လက်တဲကိုတွားရောက်စင်မှာ မိုင်းနှိမ့်ပြီးတော့ညာခြေတော့ပြတ်ထွက်ခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ဧပြီလကလည်းတောင်ကုန်းမြို့နယ်မှာစစ်ကောင်စီတပ်ဆွဲထားတဲ့နေရာများအနီးမိုင်းနဲ့စစ်ကြံဘုံသီးများပောက်ကွဲမှုကြောင့်ဟင်းစားသွားရှာတဲ့ဒေသခံအမျိုးသားနှစ်ဦးသေဆုံးပြီးတော့အမျိုးသမီးနှစ်ဦးနဲ့အမျိုးသားသုံးဦးစုစုပေါင်း၅ဦးတန်ရာအပြင်းထန်ရရှိခဲ့တယ်လို့သိရပါတယ်ရှင်။ ဒီကနေ့ညနေခင်းရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါပြည်သူအားလုံးကိုစိတ်နှပြချမ်းမာချမ်းသာပြီးဆရာနာရှင်စနစ်ဆိုလောက်အောက်ကနေအများဆုံးလူမြောက်ကြပါလိမ့်ရှင်